ဖာမှာမြန်မာလိုပြန်ပြောရရင် စိတ်တရားဘလောက်လွယ်မလားပေါ့နော်စိတ်တရားရတာမင်္ဂလာပါဒီနေ့မှာတော့ကျမတို့လူမှုပတ်ဝန်းကျင်မှာတသွင်သွင်ပြောနေတဲ့ trauma ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှသိစိတ်ရှင်းပြသွားပေးပါမယ်စိတ်တရားရရှိနိုင်မယ့်အကြောင်းရင်းတွေကိုပြောမယ်ဆိုရင်တော့အများကြီးရှိပါတယ်ဥပမာအဖြစ်ပြင်းထန်စိတ်ပြည်စည်းမှုတွေဖြစ်တဲ့ကျမတို့သဘောကဘေးရန်နေရတဲ့ စစ်ပွဲအန်ဒီရီဒီဒါမှမဟုတ်ကိုချစ်ခင်ရတဲ့သူတွေကိုဆုံးရှုံးရတဲ့အခါပေါ့နော်အဲ့တော့အသေးကွဲတာကိုမိသားစုတယောက်ကအသက်ဆုံးရှုံးရတဲ့အခြေအနေမျိုးတွေကြုံတွေ့ရတာမျိုးတွေအိလန့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုခုကိုကြုံပြီးပြီဆိုလို့ရှိရင်တော့ဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးဖြစ်ရဆိုးတွေနဲ့တွေ့ကြုံထားတဲ့လူတိုင်းက trauma ဆိုတဲ့စိတ်ဒဏ်ရာရနိုင်လားပေါ့အဲ့တော့ဒီဖြေကိုတစ်လုံးနဲ့ဖြေရလို့ရှိရင်တော့ no ပါ ဖြစ်ရဆိုးကြုံတွေ့ရတဲ့လူတိုင်းမှာစိတ်ထင်ရဆိုတာရကိုရမယ်ဆိုတာမဟုတ်ပါဘူးရှင်ဒီစိတ်ထင်ရရခြင်းမရခြင်းကဘယ်ချက်ဒီပေါ်မှာမူတည်နေမလဲဆိုလို့ရှိရင်လူတဦးတယောက်ရဲ့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်သူကြီးပြင်းလာရတဲ့ပုံစံသူ့စီမှာနှွေးထွေးတဲ့မိသားစုဒါမှမဟုတ်ရှင်သူ့ကိုအမြဲတမ်း support လုပ်ပေးနိုင်တဲ့သူရှိမရှိ နောက်တစ်ခုသူ့ရဲ့ပညာအရေးချင်းနဲ့သူကိုယ်တိုင်ဝါစာပြဿနာတစ်ခုပေါ်မှာဘလိုမျိုးကင်တွယ်ဖြေရှင်းနေလဲဒီဖြေရှင်းနိုင်စွမ်းနေပုံမှာလည်းအများကြီးမူတည်ပါတယ်ပြီးတော့လူတဦးတယောက်ချင်းစီရဲ့အခက်ခဲတွေကိုကြောဖြတ်နိုင်စမ်း resilient ပုံမှာမူတည်ပြီးတဲ့အခါကျတော့မှ trauma ရခြင်းမရခြင်းကလည်းကွဲပြားသွားနိုင်ပါတယ်အဲ့တော့ trauma စိတ်ထင်ရရတယ်ဆိုတာဘာလဲပေါ့နော်ဒါကိုကျမတို့ကယောဂတစ်ခုအနေနဲ့တက်ပြီးတော့မပြောရမယ်ဆိုလို့ရှိရင်တော့ PTSD လို့ခေါ်ပါတယ် Post Traumatic Stress Disorder ပြင်းထန်စိတ်ဖိစီးမှုဝေဒနာလို့ခေါ်ပါတယ်ဒီရဲ့ပြင်းထန်စိတ်ဖိစီးမှုဝေဒနာဆိုတာကဖြစ်ရဆိုရင်တခုကြုံပြီးတဲ့ချိန်မှာကျမတို့စိတ်ရောခန္ဓာကိုယ်ရောပါပြန်လည်ပြီးတဲ့ခါကျမတုံ့ပြန်နေတာမျိုးတွေကိုဆိုလိုတာပါတစ်ချိန်လုံးဘာကြောက်မှမသိကြောက်နေတယ်တစ်ချိန်လုံးကြီးလန့်စားစားနေရတယ်လို့မျိုး ထိတ်လန့်နေတာမျိုး negative အတွေးတွေပေါ့နော် ကိုယ့်ရဲ့အဖြစ်တွေငါကြောင့်မို့လို့ငါအသုံးမချလို့ဆိုတဲ့အထွေးမျိုးတွေဝင်လာတာမျိုးတွေအဖြစ်ဖြစ်နဲ့ပတ်သက်တဲ့ခက်စစ်စင်အခြေအနေတွေဟာစာကိုကတင်းရှောင်ခြင်းနဲ့ပုန်းခြင်းနဲ့နမူနာအဖြစ်ဆိုလို့ရှိရင်ကိုကကားစီးရင်လည်းကားတိုက်ဖူးရဲဆိုပါတော့ဒီလိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်ကားကိုလုံးဝမစီးတော့တာမျိုးကားနားလုံးဝမသွားရတော့တာမျိုးဒီလိုအခြေအနေမျိုးတွေဖြစ်နိုင်တယ်လို့နောက်တစ်ခုကကြတော့ခဏခဏအိမ်မက်ဆိုးတွေမက်တာ ဒီဖြစ်ဖြစ်ကြီးမှာတဝဲလဲလဲပြန်ရောက်နေသလိုလိုမျိုးကို့အတွေ့ထဲမှာဒီဖြစ်ဖြစ်ကြီးကထက်ခါတလဲလဲနဲ့ပြန်လဲပြီးတဲ့ခါကျရုပ်ရှင်ပြသလိုပြန်လဲမြင်ရောင်နေတာမျိုးဒီလိုမျိုးအခြေအနေမျိုးတွေရှိနေပြီဆိုလို့ရှိရင်တော့ဒါကပြင်းထန်စိတ်ဓာတ်ရရနေတဲ့လက္ခဏာတွေလို့ကျမတို့ပြောလို့ရပါတယ်စိတ်ဓာတ်ရတော့စိတ်ဓာတ်ရပဲဒါပေမဲ့ PTSD နဲ့ complex PTSD နဲ့ပါကွာသေးလဲပေါ့နော်ဒါလည်းသိရင်ကြမယ်လို့ထင်ပါတယ်အဲ့တော့ PTSD ဆိုတာကတော့ကျမတို့ ဖြစ်ရဆိုတစ်ခုပေါ်မှာမူတည်ပြီးတဲ့အခါကျမှရရှိလာတဲ့စိတ်ထိုင်ရလို့ကျမတို့အကြံပြန်ပြောလို့ရတယ်ပေါ့နော် complex PTSD ပေါ့သူကတော့ခုနလိုပဲစိတ်ထိုင်ရဒါပေမဲ့ပို့ပြီးတော့နည်းနည်းလေးရှုပ်ထွေးတယ် complex ဖြစ်တယ်သူကဘာကြောင့်မလို့ရနိုင်လဲဆိုလို့ရှိရင် complex PTSD တွေသည် repeated ပေါ့နော်ထပ်ခါတလဲလဲ စိတ်ထင်ရရစီနိုင်တဲ့အခြေအနေမျိုးတွေကြုံတွေ့ရတဲ့အခါမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအဖြစ်ရက်ဆိုတမျိုးမထက်မကပို့ပြီးတော့မှတွေ့ကြုံရတဲ့အခါမျိုးဆိုလို့ရှိရင်တော့ complex PTSD ဖြစ်နိုင်ပါတယ်။ဥပမာအဖြစ်ဆိုလို့ရှိရင် child abuse လို့မျိုးငငယ်လေးကလေးကရင်ညံပတ်နှိပ်စက်ခံရတာမျိုးဒါမှမဟုတ်ဘူးဆိုလို့ရှိရင် school bullying ပေါ့။အကြောင်းမှာနိုင်ရှင်ခံရတဲ့ဒါမှမဟုတ်ရင် domestic violence အိမ်တွင်းကြမ်းဖက်မှုတွေရှိနိုင်တယ်ဒါတွေကထပ်ခါတလဲလဲပေါ့နော်ဟိုအချိန်ကာလအပြင်လဲအချိန်အကြာကြီး ကိုကဒီຢာတွေကိုခံစားလာရတယ်ဆိုလို့ရှိရင်တော့ complex PTSD ဆိုရဲစိတ်ထင်ရမှာမရှုပ်ထွေးနေတဲ့စိတ်ထင်ရမျိုးတွေရလာနိုင်ပါတယ်။ဒီတော့ complex PTSD မှာဘယ်လိုလက္ခဏာတွေရှိနေမလဲပေါ့နော်။ complex PTSD မှာကြာခုနက PTSD မှာဘာရဲ့လက္ခဏာတွေအပြင်ကိုသူမကဘာဖြစ်နိုင်ဒီလဲဆိုတော့လူတူတယောက်နဲ့ communicate လုပ်ရတဲ့နေရာမှာအရန်ခက်ခဲသွားတာမျိုးတွေဖြစ်တတ်တယ်။လူတွေကိုမယုံတော့တာလူတွေနဲ့ဘယ်လိုမျိုး တဟားစာတာဖြစ်အောင်နေရမှန်သူမသိတော့တာမျိုးတွေပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ relationship တစ်ခုကိုတိစားဖို့အတွက်ကိုသူ့အတွက်အရန်ခက်ခဲတဲ့အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ negative အတွေးပဲပေါ့နော်ဒါပေမဲ့ဒီ negative အတွေးမှာကြတော့ complex pds ကအရာအားလုံးနဲ့ပတ်သက်ပြီးတော့မအောင် negative အတွေးတွေကိုဝင်တော့တာပေါ့နော်သူ့ကိုယ်သူသူ့ရဲ့ self worth ပြီးတဲ့အခါကျရှိသူသူသူနဲ့ပတ်ပတ်သက်တဲ့ပတ်ဝန်းကျင်က အရာတွေအကုန်လုံးအမြင်တွေရစာအကုန်လုံးပြောင်းလဲသွားတာမျိုးပေါ့ပို့ပြီးတော့မှပြင်းထန်တယ်ပေါ့နော်ပြန်ပြီးနေချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဖြစ်ရဆိုးတွေကြုံဘူးတဲ့လူတိုင်းကစိတ်တင်ရမရပါဘူးခုနက resilient factor တွေပုံမှာမူတည်ပြီးတဲ့အခါကျတော့မှတဦးတယောက်ချင်းစီစိတ်တင်ရရခြင်းမရခြင်းကလည်းကွဲပြားသွားပါတယ်နောက်တစ်ခုကကိုတွေးကြုံလာရတဲ့ဖြစ်ရဆိုးတွေပုံမှာမူတည်ပြီးတဲ့အခါကျတော့မှ PTSD လာဒီထပ်ပို့ပြီးတော့မှရှုပ်ထွေးတဲ့ complex PTSD လာဆိုတဲ့အရာတွေကလည်းကျွန်တော်ကွဲပြားသွားတာမျိုးတွေရှိပါသေးတယ် ဒီနေ့ဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့လူတိုင်း trauma ရနိုင်လားမရနိုင်လားဆိုတဲ့အရာကိုတော့သိသွားပြီလို့ထင်ပါတယ်เนาะအော်ဆစ်ကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုရဲ့အောက်မှာ comment လေးရေးခဲ့ပေးပါရှင်